ပြောချင်တာမိုက်ကယ်နဲ့ထွက်ပြီးတဲ့မိုက်ကယ်မိုက်ကယ်ကဘာဖြစ်လဲညာဖြစ်လဲမင်းတို့သိလို့လားဟမ်ပြောပြမယ်မင်းတို့ဖြစ်မင်းတို့ပြောလို့မျိုးမိုက်ကယ်ဟဲ့လားတခုခုဖြစ်ခဲ့ပြီးငါတို့တွေကကြောက်မိုက်ကယ်ရဲ့ကြောက်တန်ကြီးကိုတော့ထိုးထားလိုက်မယ်နော်ဒါပြောမယ်ဆိုတော့သူရဲကောင်းပဲအမှန်တရားကိုသိနေဘောက်သမားမလဲကိုနေဖို့အတွက်ကိုအစားချောင်ဖို့အတွက်ကျွန်တော်တို့ဘောမမဘူးဘောမမလို့ကျွန်တော်တို့စောက်ခွက်တွေကိုမြောက်ဒီမှာတွားကြည့်လိုက်စောက်ခွက်တွေမှာထင်းလို့ရမယ်မျက်မှန်ကြီးနဲ့ မြန်မာလာအမဲနဲ့နော်ကျွန်တော်စောက်ခွက်ကြီးရမိုက်ကဲစောက်ခွက်လည်းမြောက်ဒီမှာရှိတယ်ချင်းမင်းစောက်ခွက်လည်းမြောက်ဒီမှာရှိတယ်ကိုဆိုင်လေးသူစောက်ခွက်ဇင်မင်းစောက်ခွက်နော်ဝယ်လေးစောက်ခွက်မတင်နော်ဦးစောက်ခွက်အဲ့တော့မနေလို့မရှိသေးဘူးနော်နိုင်ငံကြီးစပြစ်တဲ့ချင်းငါတို့စောက်ခွက်တွေအမှမြောက်ဒီဘက်ကိုသွားနေငါတို့သေးပဲသွားသွားတယ်သေးမြန်မာဘက်ကိုချင်းလန်းနေငါတို့သေးပြီမြောက်ဒီကိုပြောရနော်ဂျန်နဲ့နေရာတော့စိတ်ဝင်စားပါဦးဂျန်နဲ့နေရာသွားနေပဲနောက်မှာပြောစေချာနားတော့ကြာနော်အမေသားသမီးဆိုရင်နားတော့နော် ိုင်းမှာအဖမ်းခံရတယ်မိုက်ကယ်ဟမ်အလုပ်တည်တာမိုက်ကယ်ကဒီနေ့ဒိတ်ထပ်ထွက်လာတယ်မိုက်ကယ်လွတ်သွားပြီဆိုတဲ့ထွက်လာကျွန်တော်အဲ့တော့ဒေါ်လေးစုံစမ်းနေစုံစမ်းတဲ့ခါကျတော့မိုက်ကယ်လွတ်သွားပြီဆိုတဲ့တရားနဲ့တော်တော်အဆနာထွက်တယ်ခုလိုစုံစမ်းလို့မရသေးဘူးဒါပေမဲ့မိုက်ကယ်လွတ်သွားပြီဆိုတဲ့တရားတော်တော်ထွက်လာဟုတ်ဆိုတိုင်းတစ်ချောင်းကျွန်တော်မေးချင်လို့လည်းလွတ်တယ်ဆိုတဲ့သတင်းတရားကြားနေရတယ်ဒါပေမဲ့အတိအကျမထွက်သေးဘူးဟုတ်ဆိုတော့ကျွန်တော်ကြားနေရတယ်ပေါ့ဆိုတော့ကျွန်တော်ဒီမှာခဲရောကျွန်တော်ပြောချင်တာကိုရှင်ကျွန်တော်တို့ Okay အဲ့မိုက်ကယ်နဲ့တက်တက်ပြီးတော့ Okay မေးမယ်မိုက်ကယ်လွတ်တာတွေ အဲမိတာတွေမလွတ်တာတွေဘလို့သိတယ်မင်းထိုင်းမှနေတာလေမင်းထိုင်းမှနေတာလေခုနကတွေ့ရမလားအမိုက်ကေးညီဝင်ခွဲအရင်မထားပါဘူးထိုင်းနိုင်ငံဆိုရင်ပေါ့နော်ခုနကမိုက်ကေးရဲ့ညီဟုတ်လားမိုက်ကေးနဲ့ဆောက်ခွက်တစ်ခွက်တည်းပဲမိုက်ကေးညီအကောက်ပါလို့လေတော်လိုင်းတော့လောက်တာဒီကောင်လောက်တမိုင်းမလို့ဘူးနော်စီဝါရဲတည်းမလို့ဘူးမိုက်ကေးညီမိုက်မိုက်ကေးနာမည်နဲ့စီဝါရဲလောက်စားလို့ရတယ်ကျွန်တော်မေးကြည့်ဒီကောင်မှာကားလည်းမရှိဘူးသူများကားမောင်းတာ ူတို့ကဒီကျွန်တော်တို့ကော့ဟိုဘက်ကိုနော်ဒီဟိုဟာတော်လိုင်းဟိုဘက်ကိုဒီကောင်ကခုနမိုက်ကိတ်ညီကတောင်းဝင်ယူထားတာစားနေရိတ်ခါအောင်နော်မိုက်ကိတ်ညီနော်ခုနတို့လာမိုက်ကိတ်ဆောက်ခွက်ပဲတောင်းဝင်ယူထားတာသူကိုယ်တိုင်ဆက်ဘာမှမပြောဘူးဒီမှာလာမယ်ဟုတ်ကဲ့မထပ်မဲ့ချားနေမှာကျွန်တော်ကဆောင်းတော့ဖက်ပြီးသွားပြီဆောင်းတော့ဖက်ပြီးသွားပြီပုံတော့ဖက်ပြီးသွားပြီအိုင်ရန်ပြတ်တယ်ပြီးတော့ဒရင်ပြီးပါလာမှာလာမယ်အဲဒါနဲ့ထပ်မဲ့ချားနေမှာ ိုက်ကလေးထွက်ပတ်တယ်လာမဲ့ထွက်မဲ့တနေ့လာဒီနေ့ဘာနေ့လဲတော့ကျွန်တော်မသိဘူးတော့ကျွန်တော်နေ့တိုင်းတော့တော့မသိဘူးရက်လည်းမသိဘူးပြောချင်လားမိုက်ကနဲ့ထွက်ပြီးတနေ့မိုက်ကမိုက်ကကဘာဖြစ်လဲညာဖြစ်လဲမင်းတို့သိလို့လားဟမ်ပြောပြမယ်မင်းတို့ဖြစ်မင်းတို့ပြောလို့မျိုးမိုက်ကဟဲ့လားတခုခုဖြစ်ခဲ့ပြီးငါတို့တွေကကြောက်မိုက်ကရဲ့ကြောက်တိုင်ကြီးကိုတော့ထိုးထားလိုက်မယ်နော်ဒါပြောမယ်ဆိုတော့သူရဲကောင်းပဲဒါမင်းတို့ပြောတာပေါ့ကွာဆက်ကြီးကောက်တာလို့ပေါ့ဘယ်နာဆက်ကြီးကောက်တာတော့နော် ပြီးတော့လုတာတယောက်ထင်တာတယောက်နော်ဖန်ခံတာဟိုးမှာဘာမှမဆိုင်တဲ့သူနဲ့တိတဲ့ကောင်းလေမိုက်ကယ်ဟိုတော်လိုင်းဘိုးတော်လိုင်းကဆိုပြီးတော့ပတ်စံလှူတယ်နော်လိုင်းအများကြီးအများကြီးကာသမားတွေကာငါဖို့ကာသမားတွေတည်းမှာဟိုဘောတော့ကာသမား၁၀ယောက်မှာ၂ယောက်လောက်ပဲกินတယ်၁၀ယောက်ကဟိုကာအငားလိုက်ဖို့ရေကိုမိုက်ကယ်ကိုပတ်စံ၂000 3000လောက်သွားလှူလိုက်တယ်လှူလိုက်ပြီဆိုမိုက်ကယ်လည်းဘယ်လိုပဲဖြစ်ဖြစ်သူကလည်းသဘောယိုးနေပဲ အာသူနဲ့ကားငါလိုက်လို့ရတယ်ဆိုအဲ့လိုမျိုးកောင်းနေအများကြီးရှိတယ်အမှန်မှန်မိုက်ကယ်နဲ့ကားသမားတချို့နဲ့ဘာမှမပတ်သက်ဘူးမပတ်သက်ဘူးဘာမှလည်းမဆိုင်မိုက်ကယ်ကိုလာလူတို့မိုက်ကယ်ကလူမွေးရနဲ့သူ့ရှိမှာကားငါလို့ရပါလေနော်ယုံကြည်ရပါစိတ်ချပါဆိုမိုက်ကယ်အဲ့လိုတင်ပေးတာပဲရှိတယ်အဲ့အဲ့ရနဲ့မိုက်ကယ်နဲ့အဖွဲသားဖြစ်တော့ဟမ်မင်းလို့ပြောချင်တော့အဲ့ဒါလည်းမိုက်ကယ်ညီဖြစ်တော့လားကားသမားတတသူ့မှာသူမိလားအိုးမမိတာချွန်ပူလီလက်ရောက်မှာမိတာမင်းလို့ပြောမယ်အမှန်တမ်းပြောမယ်လက်ရောက်မှာမိတာ မိလားမိုက်ခဲရှိမှာလာလှူတဲ့ကောတထောင်တော့လှူပြီးတော့တထောင်တော့ပြောတဲ့ကောကာသမာ ပွဲစားပွဲကာသမာတတ်တော့မဟုတ်ကာသမာကလှုပ်တယ်ပွဲစားလည်းလှုပ်တယ်အလုပ်တွေတွင်းပေးတယ်ကားငါးနဲ့လိုက်တယ်အလုပ်တွေတွင်းပေးတယ်မတရားစားတယ်နော်စမတ်ခါပေါ့နော်စမတ်ခါခေါ်တထောင်စားကြီးတထောင်စားကြီးလည်းယူတယ်အလုပ်လည်းတွင်းပေးတယ်နော်ပြီးတော့မြန်မာပြည်ရတဲ့ခေါ်တင်တယ်အကောင်နေမိတာဟဲ့လားအကောင်နေမိတာအကောင်နေမိတာသူတို့မှသူတို့အွန်လိုင်းလူခေါ်လို့မိသွားတာ မြန်မာပြည်လူခေါ်တင်တာမှောင်ကျွန်တော်ပြောမဲ့ဆိုရင်ဗျမှောင်ခိုပေါ့အဲ့ဒါမိတာမိုက်ကင်နဲ့ဘာဆိုင်တော့အဲ့နာမည်ထပ်တာလားမိုက်ကင်မိတယ်ဆိုမိုက်ကင်အဲ့နဲ့ဘာမှမဆိုင်ဘူးမိုက်ကင်ကမိတာတတ်တတ်ဟမ်မင်းအတင်းကိုစုံစမ်းပြီလားမင်းလို့တွေကဘလို့ပြောမလဲဦးကမပူပါမနဲ့ဆလောက်ပူနေတယ်နော်ထီးလို့ပြောလိုက်ရင်မင်းလို့နားတွေကပင်းတော့ထီးမကြောက်လီးဆိုပြီးကြားတာငါတို့ထိုင်းနိုင်ငံမှာနေတယ်ကွာမိုက်ကင်အိမ်နဲ့ငါအိမ်နဲ့ဘလောက်မှမဝေးဘူးကွာနိုင်ွက်လောက်ဆိုရောက်ပြီ ။ငါမဟာချိုင်မှာ तू တော့ဟောမှာစကင်ကဲပဲမှာ။ဟမ်ငါလို့တွေဘာဖြစ်လို့တဒင်းကိုမထုတ်ပြန်တာ။မဟုတ်တာဟောငါလို့တွေဟိုဟာဖြစ်တာ။မိုက်ကယ်မမဟုတ်ဘူးအဲ့နေရာမှာတော်လိုင်းမိုက်ကယ်မမဟုတ်ဘူး။နော်ဒီတော်လိုင်းကာလာမှာပြောတာမိုက်ကယ်မမဟုတ်ဘူး channel လူတစ်ခုခုဖြစ်ရင်လည်းငါလို့တွေကဝင်းရမှာပဲ။နော်။ချင်းမင်းဖြစ်ရင်ငါလို့ဝင်းရမှာပဲ။ဟုတ်တာမဟုတ်တာထားလိုက်ဝင်းရမှာ။ဘာလို့လဲတော်လိုင်းကာလာလေ။ ော်လိုင်းကာလာမဟုတ်ဘူးဆိုတော့ငါတို့စိတ်ဝင်မစားဘူးဇင်မင်းဖြစ်လဲငါတို့ဝင်ရမှာပဲတော်လိုင်းကာလာမဟုတ်ငါတို့စိတ်ဝင်မစားဘူးမှတ်ထားပြောချင်တာဟိုလိုလိုဒီလိုလိုနဲ့ခင်ဗျားတို့မလုံနဲ့ခင်ဗျားတို့ဟိုဘက်နီဆိုရင်ခမင်းခြုံမဲ့ဆိုခြုံတလိုက်ဘောမမဲ့ဆိုမလိုက်ကျွန်တော်တို့တွေကခမင်းခြုံပြစ်လိုက်တာဘောမမဘူးနော်အမှန်တရားကြီးကိုသိနေဘောက်သွားမလဲကိုနေဖို့အတွက်ကိုအစားချောင်ဖို့အတွက်ကျွန်တော်တို့ဘောမမဘူးဘောမမဆိုကျွန်တော်တို့စောက်ခွက်တွေကိုမြောက်ဒီမှာတွားကြည့်လိုက် စောက်ခွက်တွေမှာခင်းနေတာမြေမှန်ကြီးနဲ့မြေမှန်တော့အမဲနဲ့တော့ကျွန်တော်စောက်ခွက်ကြီးอ่ะမိုက်ကစောက်ခွက်လည်းမြောက်ဒီမှာရှိတယ်ချင်းမင်းစောက်ခွက်လည်းမြောက်ဒီမှာရှိတယ်ကိုဆိုင်လေးသူစောက်ခွက်ဇင်မင်းစောက်ခွက်နွေလေးစောက်ခွက်မတင်တော့စောက်ခွက်အဲ့တော့မနေလို့မရှိသေးဘူးเนาะနိုင်ငံရေးစပြစ်တဲ့ချိန်ငါတို့စောက်ခွက်ကြီးအမှမြောက်ဒီဘက်ကိုသွားနေငါတို့တေးပဲသွားသွားတယ်တေးမြေမှာဘက်ကိုခြင်လိုက်တယ်ငါတို့တေးပြီမြောက်ဒီကိုပြောရအောင်เนาะဂျန်နဲ့နေရာတော့စိတ်မစားပါဘူးဂျန်နဲ့နေရာသွားနေပဲအဲ့လူမြောက်နေမြေသွားနေကြတာပဲ ပြောပြတာဘာလဲမင်းလူကောင်တွေကဘာလဲမသိဘူးဘာလဲဟိုကန်ကန်ရှင်တွေကအဲ့ပါအဲ့ချိန်မှာအဲ့ခါတဲ့အချက်တွေကအခုမိုင်ကယ်လွတ်မယ်ဆိုရင်အဲ့ဒီချက်တွေနဲ့လွတ်နိုင်လွတ်သွားမယ်ဆိုပေါ့အတူရဲ့ဘာဖြစ်လဲမိုင်ကယ်လွတ်ပြီဆိုတာတိတော်တိကျပြီဆိုရင်တပတ်ကလွတ်တာတိကျပြီဆိုရင်ဂျာနေမထွက်ခင်လေးဂျာရဲ့မှာမိုင်ကယ်လွတ်တာကွန်ဖာမ်ဖြစ်သွားပြီဆိုရင်တော့ခရဒီယာဖတ်တာအချက်လက်ကိန်းကနန်းတို့ဘုံအာခိုင်းနိုင်ငံဥပဒေကြောင်းကိုလေ့လာရတော့ဘုံဘာတူကခိုင်းနိုင်ငံဥပဒေကိုဘေဒင်တွက်လို့မျိုးတွက်သေးတာလို့ဒါတော့ မလွတ်နိုင်တော့ဒီထက်အတိုင်းတစ်ချက်ချက်နဲ့လွတ်အဲ့တော့ထိုင်းဥပဒေကြောင့်ကျွန်တော်ဒီနေ့စုံစမ်းနေထိုင်းတွေကထိုင်းကျစီတွေကရင်းမြစ်သရင်းတွေတူတူကိုတူတူချကျွန်တော်မေးတာမေးတဲ့အခါကျတော့ပြောတာရှိတယ်သူကလည်းပွင့်လေးကိုကျွန်တော်လို့ရိုးရှင်းထောက်ပြမြမအစိုးရဘက်ကဒါတခုခုမလုပ်ရင်နဲ့မိုက်ကယ်ကပထမအဆင့်ပါပဲလွတ်သွားနိုင်တယ်အဆင့်တန်းလေးရှိပါတယ်တရားကြီးမှာထိုင်းတိုင်းမှာအဆင့်တန်းလေးရှိတယ်ပထမတစ်ဆင့်ပြောပြပြမယ်ထိုင်းတရားရေးမှာအဆင့်၃ဆင့်မဟုတ်ဘူးမင်းမင်းပြပြမယ်ဟိုဘဒူပဲဖြစ်ဖြစ်ကွာဘဒူပဲဖြစ်ဖြစ်တော်လိုင်းသမားဆိုရင်တယောက်ယောက်ဘဒူပဲဖြစ်ဖြစ်ဥပမာ ်ငါပဲဖြစ်ဖြစ်ချစ်မင်းပဲဖြစ်ဖြစ်ဇင်မင်းပဲဖြစ်ဖြစ်ကိုဆိုင်လေးသူပဲဖြစ်အဲ့လိုမျိုးလေးပေါ့နော်ငစီပဲဖြစ်ဖြစ်ပြောပြတာမင်းလုံးနဲ့မဆိုင်ဘူးထိုင်းနိုင်ငံမှာဖြစ်တာဥပမာကွာငါကလူတက်လိုက်တယ်ဟလာမင်းတို့ဘောမတွေကတက်လိုက်တယ်တက်လို့ငါမိသွားတယ်မိသွားလို့ရှင်မင်းလုံးနဲ့ဘာဆိုင်လို့မဆိုင်ဘူးလူတက်မှုလေငါတို့ကထိုင်းမှာတက်တာလေမင်းလုံးနိုင်ငံဥပဒေမဟုတ်ဘူးမင်းလုံးလို့ဟလာမင်းလုံးလို့ဖာဥပဒေမဟုတ်ဘူးထိုင်းနိုင်ငံကမင်းတို့တဘောပေါက်နော် ဲ့တော့အယွက်တွေပေါ့ဘိုက်ကထောင်းထိုင်းနိုင်ငံမှာဖမ်းနေဆိုရင်မင်းတို့ကောင်တွေဖမ်းလာမြန်မာပြည်မှာထောင်တန်းတွေပါပြစ်ဖမ်းလာထိုင်းနိုင်ငံမှာတရားဝင်ဖွင့်နေမင်းတို့ဖွင့်ပါလားထိုင်းနိုင်ငံမှာစေးကြောက်ဖမ်းနေမြန်မာပြည်မှာဖမ်းနေထိုင်းနိုင်ငံမှာစေးကြောက်တရားဝင်ဖွင့်နေမင်းတို့ဖွင့်လေပြောပြတာထိုင်းနိုင်ငံမှာကလူတရားကိုမြင်းစေးရနော်30ခွင့်ရှိတယ်တစ်လုံးနှလုံး30ခွင့်ရှိတယ်ပြောပြတာသူတို့ဥပဒေက30ခွင့်ရှိတယ်သူတို့နိုင်ငံသားတော့ငါးလုံးနဲ့ကြော်လို့ရှင်ရောင်းတဲ့ရောင်းတဲ့လူကငါးလုံးနဲ့ကြော်ရင်သူလည်းဖမ်းတယ်တုံးလို့ရတယ်တစ်လုံးနှလုံးပင်မန်းလို့ ါတဘောပေါ့ထိုင်းနိုင်ငံမှာနော်ပြီးတော့လူတက်မှုပဲဖြစ်ဖြစ်ဘာအမှုပဲဖြစ်မင်းတို့လူပနေရောက်ပဲတတ်တတ်ကွာနော်လူပနေရောက်ပဲမင်းတို့ပနေရောက်ပဲတတ်တတ်သူတို့မှာအဖန်ဆိုတာရှိတယ်အဖန်အဖန်ဆိုတာရှိတယ်နော်ဘယင်မမွေးနေဟလာဘယင်မမွေးနေဘယင်မွေးနေဟလာပြီးတော့ရှိသေးတယ်ပြီးမိုင်လို့အဲမေလာလို့ထိုင်းနိုင်ငံဟာဗာလဲဟွာလို့နော်အမျိုးသားရင်း နေလို့လောက်သမားရေးနေလို့အဲ့လိုမျိုးတွေမလို့ထိုင်းမထိုင်းနိုင်ငံမှာလူဘလောက်ပတ်သက်တာအဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်အနည်း20ကြားလို့ရှိရင်10နှစ်ပဲရှိတယ်10နှစ်ကနေပြီးရှော့ရင်9နှစ်ပဲရှိတယ်ဥပမာမင်းတို့ကြည့်မလားငါပြမယ်မမွန်းငါတငယ်ချင်းမို့နှစ်ယောက်လူတတ်မှုနဲ့နှစ်ယောက်နှစ်ယောက်တတ်တာနော်ထောင်ထဲဝင်သွားတာ10နှစ်ကနေပြီး3နှစ်လောက်နေလွတ်လာတယ်3နှစ်နှစ်နှစ်လားထိုင်းနိုင်ငံဥပဒေနော်မင်းတို့မြန်မာနိုင်ငံဥပဒေလိုဖာဥပဒေမဟုတ် ထိုင်းနိုင်ငံမှာသဘောပေါက်နိုင်ငံခြားသားနိုင်ငံခြားသားပဲ 看人不杀啥了杀了不杀杀别人的，没了密码你嘛不杀杀的套呢。